မင်္ဂလာပါရှင် Freedom for Future Channel ကိုအားပေးနေကြတဲ့တော်လန့်ပြည်သူများအားလုံးမင်္ဂလာပါရှင်ချုပ်ကိုပါချုပ်ကိုဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးနဲ့မယ်ကတော့ဆ iam မမီချန်ဝေရေးတာထားတဲ့ပင်လယ်ငေးသူရဲ့ယတစာစုများဆိုတဲ့စာအုပ်လေးရဲ့နောက်ဆုံးပုံလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင် ငယ်သူရဲ့လှိုင်းရိုက်တန်စင်အလွန်အခုတလောမီဒီယာမှာခေတ်စားလာတဲ့တားဖောင်ကိစ္စတွေမြင်ကြရတဲ့အခါကျမရင်းနေတဲ့ပင်လယ်တန်ခါကိစ္စတွေမှာတားဖောင်လုပ်ငန်းမပါတာသတိထားမိပါတယ်။တနင်္သာရီတိုင်းဒေသကြီးတဝဲဘေကော်တောင်းတခွန်တပြင်ကလုပ်ငန်းတွေကိုကျမဖြတ်တန်းပွန်တီးခဲ့ရဝန်ကျင်မှုထိဆက်မှုများပြီးမလွဲမသွေရေးပြစ်သွားတာလည်းပါပါတယ်။ အမှန်ကတကယ်ဆို သူ့ကိုလည်းချမ်းထားတင်ပါဘူးရေးတင်တာပေါ့ကြားဖောင်လုံငယ်အကြောင်းမရေးဖြစ်ပေမဲ့ကြားဖောင်နဲ့ပတ်သက်တဲ့လူတွေနဲ့ခီးသွွားဟန်လွဲစုံဘူးတဲ့အကြောင်းလေးပြောပြခြင်းပါတယ်နှစ်ကာလအဖြစ်ကြာမြင့်ခဲ့ပါပြီအဲ့ဒီတုန်းကဆီယာမကြီးဒေါခင်နေယူတောင်မဆုံးသေးပါဘူးဖြာပုံမြို့မှာဆီယာကြီးစော်ကြီးနဲ့ပတ်သက်တဲ့ပွဲတစ်ပွဲကျင်းပမှာဖြစ်လို့စာရေးဆရာတွေတင်မောကြီးနဲ့တွေ့ကြမှာပါ ပွယ်လွန်သွားပြီဖြစ်တဲ့ဆီယာမကြီးတော်ကလျာဝိဇာတိပံကဖြာပုံသူမို့လို့ခြေဆုံးကတွတ်ကြကြပေါ့ကျမတို့ကစုမေလို့ခေါ်တဲ့ဆီယာမကြီးတော်ခင်နေရောဟာခီးသွားရင်ပစ္စည်းအစုံအဲ့နဲ့အချီကအစာပါသူပါတညာနှညာခီးလဲစုမေမှာစုံစီနှဖာတွေများလာတယ်တင်မောကြီးရဲ့ဆင်းတဲ့အခါနှစ်ယောက်တည်းအိတ်ခမ်းခွဲရမှာကျမတယောက်တည်းအဖို့ပဲ့နေတော့အမျိုးသမီးခီးတဲ့တယောက်နဲ့တွေ့ပြပါတယ် အမျိုးသမီးကမျက်နှာစိမ့်မှုကျမလည်းသတိနဲ့နေရတာပေါ့မကြခင်သူဟာကြားဖောင်လုပ်ငန်းရှင်တယောက်ဆိုတာသိလာရတယ်။အမျိုးသမီးပုံစံကမွန်မွန်ကြီးကြီးတက်တက်ရရနဲ့သူ့အလုပ်ပေါ်အလွန်ပဲနှံ့ဆက်ကြံကြံပုံပေါက်ပါတယ်။တင်မောထွက်ပြီးမကြခင်သူ့စီလူတယောက်ရောက်လာပြီးလုပ်ငန်းကုန်ကိစ္စငွေကြေးကိစ္စတွေပြောကြရှင်းကြပါတယ်။သူတို့ရှင်းလင်းပြီးတော့ကျမလည်း အခွင့်ကောင်းယူပြီးကိုကိုကိုမိတ်ဆက်လို့စကဝိုင်းနဲ့ဝင်ရပါတယ်။သူတို့ရဲ့ကြားဖောင်လုပ်ငန်းကိုတစ်စိတ်တစ်ဆောင်ဆက်စုရင်ပေါ့။ကြားဖောင်ဆိုတာပင်လယ်ထဲတိုင်ဆိုင်ဖောင်တွေချထားပြီးလုပ်ရတဲ့လုပ်ငန်းစဉ်တွေငားတွေကိုဘလို့သိမ်းမုန်တိုင်းကိုဘလို့ရင်ဆိုင်ဆိုတာတွေရောက်တက်ရရပြောကြပါတယ်။ဒီကလေးကကြားဖောင်လုပ်ငန်းဆိုတာပင်ပန်းစင်းရဲ့ကြီးစွာလုပ်ရတဲ့လုပ်ငန်းဆိုတာသိရပါတယ်။ ရှင်းလုံငန်းမှန်သမျှအနေနဲ့များပြင်ပန်းစင်းရတာပါပဲ။ကျင်းသာရီတိုင်းအောက်ဘက်ကအကြပါဇက်လုပ်ငန်းဆိုတာလဲအလွန်ပြင်ပန်းစင်းရတဲ့လုပ်ငန်းမှာပင်လယ်ထဲမှာပြင်ပန်းစင်းရတော့လုံသားမမြဲပါဘူး။ငွေကြိုယူပြီးထွက်ပြေးသူတွေလည်းရှိပါတယ်။လူရဖို့ပွဲစားတွေကိုအကူရတဲ့အနေအထားကအဲ့ဒီကြပါဇက်လုပ်ငန်းမှာလည်းရှိနေပါတယ်။ချောင်ပုံဘက်ကကြားဖောင်တွေကတော့ပင်လယ်ထဲမှာယာနဲ့ချီပြီးရှိတာပါ။ နေဝင်သွားရင်ဟိုဖောင်ကမီးလင်းလာဒီဖောင်က မီးလင်းလာနဲ့မီးပင်လည်းကြီးဖြစ်နေတယ်လို့ဆိုပါတယ်အဲ့ဒီလူက သူကျင်လဲရာလုပ်ငန်းတပါဝကိုခြိနေရလို့လားမသိဘူးအလွန်ပဲတက်ကြွနေပါတယ်ကျမတို့စကဝိုင်းအရှိန်ကောင်းနေပါပြီပင်လယ်ထဲမှာ ထူးခြားဖြစ်စဉ်လေးများကြုံမှုရင်ပြောပါဦးထူးခြားဖြစ်စဉ်ဘာကိုပြောရလဲခမညာဩ တာမန်မဟုတ်တဲ့ဂျုံနေချမဟုတ်တဲ့ထူးထူးခြားခြားအကြောင်းအရာလေးမျိုးကြုံရတာရှိလားပြောတာပါထူထူကတွေးတွေးဆဆစဉ်းစားနေပါတယ်ဥပမာပင်လယ်ဆုံးကိုအကြောင်းအရာမျိုးပေါ့ပင်လယ်ဆုံးဆိုတာမကြုံဘူးကြပေမဲ့ကြားဘူးသူများပါတယ်တမင်းသားရီတိုင်းအောက်ဖက်ပင်လယ်ပြင်နဲ့မိုးဦးလေဦးဆိုလေတွေမှာပင်လယ်ဆုံးကပ်လေးရှိတယ်ပုံပြင်လိုလိုတန်တားကြီးလိုလိုနဲ့လေလောကမှာပင်လယ်ဆုံးဟာ ဂျာတာအမိဆုံးတဲ့ကဟင်းတစ်ခွက်ပေါ့။ယောက်ျားရရဲ့ဝိုင်းဝန်းအနိုင်ကျင့်ခံရတဲ့မိမရဲ့အမောအညိုအတွေးဖြင့်တင်စားပြောဆိုကြသလိုသိပ်ပံနဲ့ချိန်ထိုးမရတဲ့အဖြစ်ပြက်တွေဟာပင်လယ်ရဲ့တွင်သားထဲမှာဖွံ့ဖက်စရာအဖြစ်တည်ရှိနေတာပါ။အဲ့ဒီပင်လယ်ဆုံးဆိုတာတင်ရဲ့ရွက်တိုင်ဖျားကိုမကက်မိအောင်ငပိစိန်စာတက်တုတ်ထားရတယ်ဆိုတာလဲမှတ်သားစရာပါပဲ။ပင်လယ်ဆုံးရွက်တိုင်ဖြားကက်မိရင် မီးလုံးတွေပွားသွားပြီးလှေသားတွေကိုဒုက္ခပေးတတ်တယ်ဆိုတာကတော့ကန်းချီရွာလေးတွေရဲ့အိယာဝင်ပုံပြင်ဖြစ်နေစေပါကျွန်တော်တို့ဘက်မှာပင်လယ်ဆုံးဒုက္ခပေးတယ်တော့မကြားဘူးပါဘူးကျွန်တော်အဖိုးကြုံမှုတာလေးတော့ပြောပြပါမယ်အဖိုးကရေလုံသားကြီးပါအဖိုးတို့ရဲ့လုပ်ငန်းခွင်ထဲရောက်နေချိန်လှိုင်းလေကြီးလာတော့ကဲသူမဲ့နေတော့အတော်ဝေးဝေးကိုလွန့်သွားတဲ့ကြားဖောင်ကိုငါ့အုပ်ကြီးကဒုက္ခပေးတာမြင်လိုက်ရတယ်ငါ့အုပ်က အောင်ကိုမှထန်းတင်လိုက်တာပါ။အောင်ပေါ်ကိုမြောက်ပြီးမှ ပြန်ကြလာတော့ငါးကြီးတွေကလူတွေကိုစားပစ်တာမျိုးပေါ့။တဲ့ကြောက်ဖို့ကောင်းတယ်။ဒါမျိုးဖြစ်ရင်ကျွန်တော်တို့စီကရေကရင်ထန်းတယ်လို့ခေါ်တယ်။အောင်ပေါ်ကလွင့်စင်ကြလာတဲ့လူတွေကိုအီယာမငါ့အုပ်ကြီးကဝိုင်းအောင်စားပစ်တာမျိုးဆိုတာဘလောက်ကြောက်စရာကောင်းလိုက်လေတည်းလေ။ပင်လေပြင်မှာလူကိုအန်ဒီရဲ့ပေးတဲ့ငါးရှိသလိုကယ်ဆယ်တဲ့ငါးတွေလည်းရှိပါတယ်။ တချို့ငါးတွေဟာလေမော်တော်အငယ်စားလောက်တောင်ရှိရာအန်ဒီရဲ့ပေးသည့်ဖြစ်စေမပေးသည့်ဖြစ်စေလူတွေကြောက်ကြပါတယ်ဥပမာငါးရွက်တိုက်လို့ငါးမျိုးဝစီပြောက်လို့ငါးမျိုးပေါ့တခါတရံအီယာမဝေလာငါးကြီးတွေလမ်းမှာပြီးလူသူနီးတဲ့ကံကြေတွေရောက်လာတာမျိုးလည်းရှိတတ်ပါတယ်တခါကတန်ငါလုံငယ်လိလာဖို့ထိုင်းဘက်နဲ့တော်နေတဲ့ရွာကြီးတွေအကုန်ရောက်သွားပါတယ် ဒီရွာကဘိမ်းမြို့နဲ့တော်ဝေးသွားပါပြီ။မြို့နယ်ဆက်သွယ်ရေးပက်စင်ဂျာလေးမရှိဘူး။ရွာကမြို့ကို ကုန်တက်ရောက်တဲ့အခါကုန်ပို့လေးနဲ့လိုက်ရတာပါ။ပြန်ရင်လည်းဒီလေးနဲ့ပဲပြန်မရွာရောက်တာမျိုးပါ။ဆိုလိုတာကသွားကျင်တိုင်းသွားပြန်ကျင်တိုင်းပြန်လို့မရတဲ့နေရာလို့ဆိုလိုတာပါ။ကျမအဲ့ဒီရွာကိုပြန်ကျမရဲ့စေစားမှုကြောင့်ရောက်သွားပါတယ်။ဒီမရှိတော့တော်ယုံနဲ့မပြန်ဖြစ်ဘူး။ ရက်ကြလာတော့တဲအိမ်ကလူတွေနဲ့လည်းခင်ကုန်တာပေါ့အဲ့ဒီမှာသူစားဆိုတဲ့မိန်းကလေးနဲ့ခင်မင်းခွင့်ရခဲ့တယ်သူစားကပြိုလေးပါ အတန်းပညာလဲအတန်းအသင့်တက်ပါတယ်သူ့တော်ကဒီကျောင်းပိုင်ရှင်တရေကြီးအိမ်မှာအိမ်တော်တိန်ခမင်းကျဲဆိုတော့သူစားလဲအတော်ကိုကူရင်အတူနေပါတယ်သူစားကဧည့်သည်လာခဲ့တဲ့သူတို့ရွာကို ကျမရောက်လာတော့အလွန်ပဲပျော်ရှာတာပါကျမပြင်မှာဆိုလို့ ကျမသွားရနောက်တကောက်ကောက်လိုက်လေးရှိပါတယ်။သူနဲ့ကျမအများဆုံးသွားလေးရှိတာကရွာတရာကျွန်းကြီးရဲ့အချားမျက်နှာကန်းချီတစ်ခုစီကိုပါ။အဲ့ဒီကန်းချီမှာလေတင်ပေါ်စိုက်လေးမရှိဘူး။ကန်းချီရဲ့အနေထားကတဲတောင်ထက်တင်မုံကြောက်တွင်နဲ့ဖွဲ့စည်းတည်ထားလို့အသွားမတော်ရင်တောင်ခြေထောက်မှာပြက်ရှတံရရနိုင်ပါတယ်။သူနဲ့ကျမအဲ့ဒီတင်မုံကန်းချီလေးစီ မကြခဏသွားပြီး ပင်လယ်ပြင်စီငေးလေးရှိတယ်။မလန်းမကန့်မှာတော့တီးကြားထွက်နေတဲ့ကျွန်းလေးတစ်ကျွန်းတင်းချိုင်ကျွန်းနဲ့ဆ ्याम မတင်းချိုင်ကျွန်းကိုသွားကြည့်မလား။သူစားဒီလိုမင်းရင်ကျမခေါင်းခါလေးရှိတယ်။ပင်လယ်မှာကဆိုရိုးစကားရှိပါတယ်။နေတော့တစ်ကျွန်း၊တေတော့တစ်ကျွန်း၊နေတာကတစ်ကျွန်း၊တေတော့နောက်တစ်ကျွန်းမှာ သွားမြုပ်တဲ့အလေးထားပါ။အခုမြင်နေရတဲ့တင်ကြိုင်ကျွန်းကရေတက်နေရင်လှေနဲ့သွားရပြီး ရေကျနေရင်တော့ပေါ်နေတဲ့ကြောက်တန်းပေါ်ကပြတ်သွားနိုင်ပါတယ်။ကျမမသွားချင်ပါဘူး။တင်းကျိုင်းဆိုတာတင်းကျိုင်းမဲ့ပေါ့။သူစားကတော်တော်စကားပြောနိုင်တဲ့မိန်းကလေးပါ။သူစကားတွေကအကြအမြင်ဘဟုတုတတွေလည်းထွက်ကြလာတတ်တယ်။သူတို့ရွာကိုဝေးလာငါရောက်လာတဲ့ဇလန်းဆိုရင်သူစားနေရင်ရှေ့ပြောလို့ရှိတဲ့ဇလန်းတစ်ပုဒ်ပေါ့။ဆ iam မကြီးအဲ့ဒီနေ့ကလေ လူရေဆိုတာကန်းနာစိမ့်မှာအုံးခဲလို့ဝေလာငါးကဟိုးအော်ကွေနာမှာလမ်းမပီလာတင်းနေတာတဲ့ဒီရွာကငါးကဲလေးနဲ့ဆင်းနဲ့တွားတွယ်လာတာအသက်ငွေငွေပဲရှိတော့တာရောက်ပြီးမကြောက်တေးသွားပါရောရွာကလူတွေဘာမှမလုပ်တတ်တာနဲ့ငါးကြီးပေါ်တက်ဓာတ်ပုံရိုက်ခမ်းကြပေါ့နောက်တော့လေစိတ်မှမထားကျင်တာနဲ့ဒီတင်မုံကန်းချိန်မှာလာထားတာငါးကြီးကတေးသွားပေမဲ့ရိုးကတော်ုံနဲ့မကြောက်ဘူး ရေထရက်ဆိုလိုင်းကြည့်လာရင်တကယ်တက်ဝင်လာသလိုကိုလှုပ်လာတာလိုင်းရိုက်လို့ဝေးဝေးကိုဆုတ်သွားလိုက်လိုင်းပင့်တင်ရင်ကန်းကိုချိန်နဲ့ပြန်ဝင်လာလိုက်တကယ်ကြောက်စရာကြီးကျမကတော့သူစပြောမှမျောနေရသူပါဝေလာငါကြီးရဲ့နောက်ဆုံးချိန်ကိုလည်းမျက်စီထဲပြင်းမြင်မိပါရဲ့ငါကြီးတကောင်ဒီလိုသေဆုံးသွားရင်လူတို့အတွက်ဘာမှတော့မဝင်တော့ဘူးလားအ ਨੇ ဆုံး သူတို့ရိုးကိုနှောင်းလူရိုးလေးလာဖို့ပြတိုက်တွေမှာမထားတင်ဘူးလားဒီလိုပဲအပုတ်ခံအသားဆွေးအရိုးကျွေခံလိုက်တာနှမျောစရာမကောင်းဘူးလားကျမဖာသာပဲတွေးမိတဲ့အကြောင်းတွေပါဒီတဲ့ဆက်တွေးရရင်ဝေလငါးလုံးငါးကြီးတွေ လူသူနည်းတဲ့ပင်လယ်ပြင်မှာဘာလို့လာသေးရတာလဲပင်လယ်ပြင်မတန့်ရှင်းတော့လို့ဓာရုပစ္စည်းတွေ ပလတ်စတစ်ခွင်းတွေမျိုးမိလို့စသဖြင့်ဖြစ်နိုင်ခြေတွေကိုအများကြီးတွက်ဆတင်ပါတယ်။ပင်လယ်ပြင်တန်ရှင်းရေးဟာပင်လယ်ကမ်းခြေနေလူတွေပေါ်မှာလုံလုံရရတာဝန်ရှိနေတယ်ဆိုတာလဲသတိပြုရမယ့်အချက်တစ်ချက်ပါပဲ။ပြီးခဲ့တဲ့2လလောက်ကတနင်္သာရီတိုင်းကိုစာပေဟောပြောပွဲကိစ္စတွေနဲ့ပြန်ဆင်းတော့ကျွန်းလေးကျွန်းပို့တဲ့အစီအစဉ်နဲ့ကျွန်းနေစီလဲပတ်ဖြစ်ပါတယ်။အဲ့ဒီမှာ တဘာဝတရားတွေမပြည့်စည်သေးတဲ့ကျွန်းနေစီရောက်ရပါတယ်။ပြည်လဲမှာဒီလိုခီးသွောလုပ်ငန်းတွေစီပင်လာစေခြင်းနဲ့လူအများရဲ့စိတ်ပါဝင်စားမှုကိုစွန့်ခူစေခြင်းနဲ့ကျွန်းလေးကျွန်းစီစဉ်ထဲမှာပါဝင်တဲ့တုံးမြောင်မိုင်းကျွန်းဆိုရင်စလုံးလူမျိုးတွေရောရှက်နေတဲ့ကျွန်းရွာလေးပါ။အဲ့ဒီရွာမှာခရီးသည်တွေကိုနနက်စာစားဖို့အစီအစဉ်ပေးပါတယ်။ကျွန်းပေါ်မှာနေကြတဲ့စလုံးလူမျိုးတွေကို လေ့လာကြည့်ရှုခြင်းနဲ့ဆိုရင်လည်းရအောင်စီစဉ်ထားတာပါခီးတယ်တွေကစလုံးအိမ်နှန်းစီမသွားခင်မုံဆိုင်ကနေဘစ်ကွတ်လိုမုံမျိုးတွေဝယ်သွားကြတယ်ပိုရောက်တော့စလုံးကလေးလူကြီးအားလုံးကိုဝေငှပါတယ်ရုတ်တရက်ကြည့်ရင်အလှဒါနပြုတာပါပဲဒါပေမဲ့ဧည့်သည်လာရင်ငါတို့ဒီလိုစားရတယ်ဆိုတဲ့စိတ်ဝင်သွားရင်မကောင်းဘူးပေါ့ယောက်ျားတွေပင်လဲတဲ့ငါဖန်ထွက်ခြင်းရွာမှာ လူအိုနဲ့ကလေးတွေသာကြံခဲ့တာပါမလမ်းမကမ်းမှာတော့တိုက်ခန့်ဆောက်အောင်မူလာရန်ကြောင်းလေးကလေးတွေကဒီကြောင်းမှာနေပါတဲ့ကျမကလေးတွေနဲ့စကားစမြည်ပြောရင်ကြောင်းနေပေါ်ရတာတော်ပါသေးရဲ့တွေးနေမိပါတယ်တပြိုင်နက်တည်းမှာပဲဒီဒေတာဟာလူမျိုးစုငယ်လေးတွေဖွံ့ဖြိုးတိုးတက်ဖို့ဘာမှမလုပ်ပေးနိုင်သေးတဲ့အနေထားကိုလည်းအားမလို့အားမရဖြစ်နေသေးပါပြောင်းလဲမှုတွေ နှောက်နေကြံ့ကြာနေခြင်းရဲ့အရင်အမြင်ဟာဘာဖြစ်မလဲကို့ပင်လေကိုမချီတင်ခင် ပြန်ငေးရတဲ့ရက်တွေပါပဲဒီလိုက်အတွဲကို အမတ်တင်6ရက်တလ2020ဟုတ်ကဲ့ပါ။နောက်ဆက်ခန်းစားပေးခဲ့ကြတဲ့ချစ်တော်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။ ။နောက်ရက်များမှာလဲဂျိုကိုကဘဲဆောင်လေးကိုထမှန်ဖက်ပြပေးသွားအောင်မလဲဆိုတာကိုတော့ချစ်တော်တို့အားလုံးစောင့်မျှော်ပေးကြပါအောင်ရှင်။အားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။အားလုံးပဲဘေးကင်းလုံခြုံကြပါစေရှင်။